ီနေ့တော့မိဘမေတ္တာနဲ့ပတ်သက်ပြီးပြောတာကောင်းမယ်ထင်တယ်။ကျွန်တော်တို့ရက်ွက်တဲမှာသားအမိနှစ်ယောက်ရှိတယ်။အမေနာမည်ကဒေါ်စုံနဲ့ဒေါ်စုံကမုတ်ဆိုးမကြီး။သူသမီးနာမည်ကမိဆက်တဲ့မိဆက်ကအပြိုလေးဖြစ်နေပြီ။သူတို့သားအမိကစင်းလဲတော်တော် စင်းရဲကြပါတယ်။စင်းရဲတော့မိဆက်လေးအပြိုဖြစ်လာပြီးတော့ဝှစ်ချင်စားကျင်တဲ့အချိန်ကြတော့ ဘာဖြစ်လာလဲဆိုတော့ဝိချင်းစားကျင်တော့ပေးနိုင်ကမ်းနိုင်တဲ့သူတွေကသူ့ကိုလက်ဆောင်လေးပါလေးပေးပြီးတော့စီယုံတဲ့အခါပါသွားပြီးတမိကြီးသားဖြစ်ကြရောအဲ့တော့မိဆက်ကလည်းလူချင်းမမောရှိရောသူ့မှာကြီးသားများတာပေါ့လေမိဆက်အကျော်ကိုတည်နေတဲ့ကာလာသားတွေနော်ဟောအဖိုးကြီးတွေမုတ်ဆိုးဘူတွေရာတဲ့ပဲမိဆက်ကိုပိုက်ဆံလေးအဝေးအစားလေးဝယ်ပေးပြီးတော့မိဆက်ကို သမီးသားတဘောမျိုးပေါ့နော်မိဆက်နဲ့တွဲကြတာပေါ့ကွဲရာကိုခေါ်သွားရင်လည်းမိဆက်ကလိုက်တာပဲအဲ့ဒီလိုနဲ့ပဲမိဆက်ကလေးကပျက်စီးနေတယ်ပဲပြောရတော့မှာပေါ့နော်အဲ့ဒီလိုနေရင်နေရင်ကနေပြီးတော့ဘာဖြစ်လာလဲဆိုတော့မိဆက်မှာကိုဝင်ရှိလာရောဒေါ်စုံကသူသမီးသူစစ်တယ်ဟဲ့မိဆက်ကြီးကိုဝင်ကဘယ်သူနဲ့ရတာတော့တူတူတိတ်တိတ်မေးတာပေါ့နော် မိတော့ကြတော့မိဆက်ကိုယ်တိုင်ကမပြောထက်ဘူး तू ကတွဲတဲ့လူတွေကများတာဟုတ်သူ့ရတဲ့ကိုဝင်ကဘု து ကိုဝင်ပါလို့မိဆက်ကိုယ်တိုင်ကမပြောနိုင်ဘူးဖြစ်နေတယ်အဲ့တော့ဒေါ်စုံမှာကြံစီရပြီဒေါ်စုံကဘလို့ကြံစီလဲဆိုတော့ရက်ွက်ထဲမှာမောင်ထွေးဆိုတဲ့ကောင်လေးတယောက်ရှိတယ်မောင်ထွေးကအဲမိဆက်နဲ့အရွယ်မတိမ်မရင်ပေါ့နော်မောင်ထွေးကခအာအာခပ်ပေါ်ပေါ်ပေါ်တော်တော်ကောင်လေး နော်အုံနောက်လည်းတိတ်မကောင်းဘူးအဲ့ကောင်လေးကိုဒေါ်စုံကမျက်စီကျတယ်ဒီကောင်ကိုတော့တမက်ဖမ်းရမှာပဲလို့တွေးပြီးတော့တနေ့မှမောင်ထွေးကိုထမင်းစားဖိတ်တယ်တဲ့မောင်ထွေးလိုလူကသူ့ကိုတကူတကထမင်းစားအဖိတ်ခံရတယ်ဆိုတော့အံ့ဩတာပေါ့နော်ဝင်းလဲဝင်းတာတာပေါ့ဒါနဲ့ထမင်းသွားစားတော့အဲ့ထမင်းပွဲမှာဒေါ်စုံကြီးကမောင်ထွေးကိုပြောတယ် မောင်ထွေးရေတဲ့ငါသမီးလေးမိဆက်ကားတဲ့ချောချောလှလှလေးရေတဲ့နင်းမြင်တဲ့အတိုင်းပဲတဲ့အဲ့တော့မသက်မာတဲ့သူတွေမကောင်းတဲ့သူတွေနဲ့တွေ့သောမှာငါတိတ်ဆိုးရင်နဲ့တဲ့အဲ့တော့နင့်လိုမျိုးရိုးရိုးသားသားလူငယ်လေးမျိုးနဲ့ပဲငါသဘောတူတယ်တဲ့အိမ်တောင်ကြစေခြင်းနဲ့တဲ့အဲ့တော့တဲ့ငါသမီးလေးမိဆက်နဲ့နင့်ကိုအိမ်တောင်ချပေးခြင်းနဲ့လို့ပြောရောအဲ့လိုပြောတော့ကြတော့ မောင်ထွေးဆိုတာပေါ်တော်တော်ပဲရည်သားလည်းမရှိတသက်လုံးမိမရဘူးဆိုတာမျောလင်းချက်မရှိတဲ့သူဆိုတော့ဟာဝင်းနေတာတာပေါ့သဘောတူသွားတာပေါ့နော်မောင်ထွေးမှာမိဘလည်းမရှိဥလေးတွေတော်တွေစီမှာကတ်နေရတာဆိုတော့ဘသူခွင့်ပြုချက်မှလည်းတောင်းစရာမလိုဘူးနော်အဲ့ဒီလိုနဲ့မိဆက်နဲ့မောင်ထွေးကိုပေးစားလိုက်တာလင်မယား ဖြစ်သွားရောနော်အဲ့ဒါမှရက်ွက်ထဲကလူတွေကတော့ဟိုဟိုမောင်ထွေးတော့ ပိုက်ဘောမိပြီပေါ့လေနော်ပြောကြတာပေါ့မောင်ထွေးကိုလည်းသတိပေးခြင်းပေးမဲ့သတိပေးလို့ကမရဘူးအဲရက်ွက်ကလည်းစင်ရသားရက်ွက်ဆိုတော့တဲ့အိမ်နဲ့တဲ့အိမ်နီးနီးကပ်ကပ်ကလေးကိုအဲ့တော့ဒေါ်စုံတို့အိမ်မှာဒေါ်စုံပြောတာဆိုတာတွေအကုန်လုံးကြားနေရတယ်နော်အဲ့လိုမျိုးအဲမိဆက်နဲ့မောင်ထွေးလည်းအိမ်တော်ကြပြီးရောမကြပါဘူးမိဆက်မှလည်းပဲကိုဝင်းကတစားတစားပေါ်လာတာပေါ့လေအဲ့တော့ကျတော့ဒေါ်စုံကြီးကကြိုပြီးတော့ သူ့တမဲမောင်ထွေးကိုဘာပြောလဲဆိုတော့ဟေးမောင်ထွေးရေတဲ့မိဆက်ဟဲတဲ့အခုလိုတဲ့တေးညက်ညက်ကလေးတဲ့ဖြစ်နေတာတဲ့တခြားကြောင့်မဟုတ်ဘူးဟဲ့တဲ့ငါသူ့ကိုမွေးတော့ကလေတဲ့ခုနလနဲ့မွေးတာတဲ့အဲ့ဒါကြောင့်သူညက်နေတာတဲ့ငါထင်တယ်တဲ့ဒီကောင်မသူ့တော့ကလိုပဲခုနလနဲ့မွေးလိမ့်မယ်တဲ့ငါထင်တယ်တဲ့အဲ့လိုသူကစကားထည့်ထားတာဒေါ်စုံကြီးက ဲ့လိုတော်ဆုံးပြောတာတွေကိုဘေးအိမ်ကြီးအကုန်ကြားနေရတယ်။မောင်ထွေးကတော့ယုံနေတာပဲ။ဘာတော်ဆုံးကလည်းပဲဘာလို့အဲ့လိုပြောရတော့ဆိုတော့မောင်ထွေးနဲ့ပြီးသားတဲ့အချိန်မှာမိဆက်မှာကိုဝင်နှစ်လရှိနေပြီကို6လ10လပြည့်လို့မွေးပြီဆိုတဲ့အခါကျတော့လမ်းမပြည့်ပဲမွေးတယ်လို့မဖြစ်အောင်လို့ခုကလေးကသူကကြိုပြီးစကားထည့်ထားရတာ။နော်ဒေါ်ဆုံးစကားထည့်တဲ့အတိုင်းပဲ မောင်ထွေးရဲ့မြင်မှာခုနှစ်လပေါ့လေတကယ်တော့6လရှိတဲ့အချိန်မှာကလေးမွေးပါလေရောယောက်ျားလေးယောက်ျားလေးမွေးတယ်မွေးတော့ကြတော့အဲ့ကလေးကမောင်ထွေးနဲ့ဘဲတူမှလည်းမောင်ထွေးကလေးသွေးသားမှမဟုတ်တာကို လူလုံးပေါ်လာလေးလေးမောင်ထွေးနဲ့မတူလေအဲ့တော့လေဒေါ်စုံကြီးကမောင်ထွေးယုံအောင်စကားထည့်ပြန်ရောနော်ဘလို့စကားထည့်လဲဆိုတော့ဉာဏ်ဉာဏ်ပန်ပန်ကလေးငိုတာကိုကြည့်ပြီးတော့ မောင်ထွေးရီတဲ့ခလေးကလည်းငိုလိုက်တာဟဲ့ကြည်စမ်းမအောင်တဲ့အဲ့ဒါနင်းနဲ့တူတာတဲ့နင်းမွေးပါစတော့ငါလေးတဲ့ငါနင်းတို့အိမ်ရှိရဖြတ်လျှောက်သွားတော့နင်းငိုနေတာဟဲ့တဲ့အခုနင်းသားလေးငိုတဲ့အတိုင်းပဲတဲ့အကျယ်ကြီးပဲတဲ့ဒီခလေးကလည်းနင်းနဲ့တူတာအဖေတူသားဟဲ့တဲ့အဲ့လိုပြောတယ်နော်အဲ့တော့မောင်ထွေးကလည်းပဲသဘောတူကြလို့ပေါ့လေသူသားလေးကသူနဲ့တူတယ်ဆိုပြီးတော့ ဘေးအိမ်ကလူတွေကတော့မျက်စောင်းတထိုးထိုးနဲ့ပေါ်လေတဲ့လူနဲ့ကလေးလေးကတပြေးပြေးကြီးလာရောလေးပဲသွားတတ်တဲ့ရွယ်ထိုင်တတ်တဲ့ရွယ်ရောက်လာရောနော်ကလေးကတော့ရုပ်လုံးပေါ်လာလေမောင်ထွေးနဲ့တခြားစီရုပ်ချင်းကမတူဘူးအဲ့ဒီအခါမှာဒေါ်စုံကဘာပြောလဲဆိုတော့ကြည်စမ်းမအောင်ဟဲ့နောက်စီလေးကသူ့အဖေမောင်ထွေးအတိုင်းပဲဟဲ့တူလိုက်တာကြည်အောင် ြည့်ပါအောင်ဟဲ့ခြေသလုံးလေးတွေများသူ့အဖေမောင်ထွေးရဲ့အတိုင်းပဲတကယ်ဖေသူသားဟဲ့တရောင်စီလေးတွေများဟဲ့မောင်ထွေးနဲ့တူလိုက်တာမောင်ထွေးအတိုင်းပဲတော့ကြည်သမ်းပါအောင်အဖေသူသားဟဲ့ဒီကလေးဟာနေရွက်ကလေးတွေများမောင်ထွေးနေရွက်နဲ့တူတယ်နော်တော်တော့ကိုတူတာအဲ့လိုမျိုးဒေါ်စုံကသူ့ပါဇက်တဲ့တွေ့ရတယ်ပောက်ကရရှောက်ပြောနေတယ် မောင်ထွေးကလည်းအဲ့ဒါကိုယုံနာပဲယုံပြီးတော့သဘောတည်းကြနေတာပေါ့လေသူ့သားလေးကသူနဲ့တူတယ်ဆိုတော့အဲမိဘမေတ္တာအကြောင်းပြောမယ်ဆိုပြီးတော့စကားစာထားပြီးတော့အခုကျွန်တော်ပြောတဲ့အကြောင်းနေရာမိဘမေတ္တာနဲ့ဘာဆိုင်လို့လဲဟဲ့လို့နားထောင်နေတဲ့မိတ်ဆွေတွေကတင်ကောင်းထင်ပါလိမ့်မယ်အဲမိဘမေတ္တာနဲ့ပတ်သက်တဲ့အကြောင်းပါလာပါလိမ့်မယ်ဆက်ပြီးတော့နားထောင်ပါဒေါ်စုံကြီးကအဲ့ဒီလိုပဲเนาะကလေးကိုလေဟဲ့နဖူးလေးကတော့ မောင်ထွေးတိုင်မဲ့ဟဲအဖေလူသားဟဲပခုံးလေးတွေများကြည်စမ်းပါအောင်မောင်ထွေးတိုင်မဲ့ဟဲကြောကုန်းကလည်းမောင်ထွေးကြောကုန်းတိုင်မဲ့ဟဲဆိုပြီးတော့ဘာမှမစီမဆိုင်တာတွေကိုမောင်ထွေးရုံအောင်စကားတွေထည့်နေတာပေါ့အဲ့တော့ဘေးအိမ်ကြီးပဝင်းကျင်ကကဲမောင်ထွေးကိုတော့တိအောင်ပြောတော့မယ်လို့တိုင်ပင်နေကြတယ်အဲ့ဒီမှာလာပါပြီเนาะဘသူလာလဲဘသူဝင်ပါလာလဲဆိုတော့ရက်ွက်သေးကို စွန်းကန်ကြွနေကြဖုန်ကြီးနော်ရက်ွက်ကစွန်းလောင်းနေကြဖုန်ကြီးတိန်တစင်းစွန်းခံတဲ့ဖုန်ကြီးအဲ့ဒီဖုန်ကြီးကဒီเจ้าကိုတိနေတယ်လေတိပြီးတော့ရက်ွက်ကမခံခြင်းဖြစ်တယ်ဆိုတာလည်းတိတယ်တိတော့ကြတော့ဖုန်ကြီးကဘာပြောလဲဆိုတော့တကားတကမားတို့တဲ့ဒီဖြစ်ကိုဘာမှမောင်ထွေးတိအောင်နေပြောနေစရာမလိုဘူးမပြောကြပါနဲ့တဲ့ပြောလိုက်ခြင်းအပြင် မောင်ထွေးနဲ့မိဆက်တို့အိမ်တော်ပြိုကွဲသွားလိမ့်မယ်တဲ့ဒေါ်စုံကြီးအခုလို စကားကြီးပြောနေတာဟာတခြားကြောင့်မဟုတ်ဘူးတဲ့သူတမီလေးရဲ့အိမ်တော်ကြီးပြိုကွဲမှာဆိုလို့သူတမီလေးအိမ်တော်ကြီးအဆင်ပြေအောင်လို့သူခမပြောနေရတာတဲ့ဒါဟာမိဘတယောက်ရဲ့မေတ္တာပါတဲ့အဲ့ဒီတော့တခြားအကြောင်းအရာတွေကိုနင်တို့မမြင်ကြနဲ့မိဘမေတ္တာပါလားလို့ပဲမြင်ပြီးတော့ ခွင့်လွတ်လိုက်ပါတဲ့เนาะမျက်နှာလွှဲလိုက်ပါမတိကြအောင်စောင်းနေလိုက်ပါတဲ့အဲ့လိုဘုန်းကြီးကဆုံးမတယ်ဘုန်းကြီးကအဲ့လိုဆုံးမတော့ရက်ွက်တဲ့ရလူတွေကလည်းဘုန်းကြီးကိုကြီးညိုရင်းဆွဲရှိပြီးသားကိုဘုန်းကြီးစကားကိုနားထောင်ပြီးတော့မတိကြအောင်စောင်းပြီးဥပက္ခာပြုရင်းနဲ့နေလိုက်ပါတယ်ကဲမိဘမေတ္တာပါလာပြီเนาะကျွန်တော်ပြောခြင်းတဲ့မိဘမေတ္တာဆိုတာအဲ့ဒါပါတခါတရံတော့လေ ဖြစ်ရကမှန်ပေမဲ့ဥပက္ခပြုထားရတာမျိုး ရှိပါတယ်။ရက်ွက်တဲမှာတော့ဒေါ်စုံကြီးရဲ့စကားတွေကိုအခုချိန်ထိကြားနေရတုံးပဲတဲ့။မောင်ထွေးရေနေသားလေးပခုံးကနေပခုံးနဲ့အယမ်းတူတာဟဲ့ကြည်စမ်းပါအောင်အဖေတူသားအဲ့ဒီစကားတွေကတော့အခုထိကြားနေရတုံးပါပဲတဲ့။ ซามิสายาลีบ่เนาะ